အီယမလန်နဲ့နိုင်ရှင်ရဲ့အဖိုးကြီးရဲ့ခန္ဓာကိုယ်ကအရန်အောင်မှတင်းခဲ့ပါတယ်။လုံဝအောင်မှလစ်လူရှူလို့မရတဲ့အနေထားပါ။သူရရင်အဖိုးကြီးကတင်းငိန်စွာနဲ့သူ့ရဲ့ညာလက်ကိုမြောက်ပြီးလဝါနဲ့ရှေ့ကိုထိုးချလိုက်ပါတယ်။အဖိုးကြီးနဲ့ရှေ့အောင်နှဖျားရဲ့လက်ချားမှာမိုးချိုးတွေမေးရင်မတွန်းနိုင်အောင်ပေါက်ကွဲထွက်လာသလိုပါပဲ။ဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးတော့နောက်ဆုံးကြပါမယ်။ မြေကြီးကိုတုံ့ခီစီမဲ့မိုးချိုပြတ်တန်ဟာကောင်းဝင်းတစ်ခွင်လုံးမှာပြင်းနေထက်သွားပါတယ်။မရေတက်နိုင်တော့ဘူးလို့ထင်ရတဲ့လက်ကအဖိုးကြီးရဲ့လုံဝါနဲ့တိုက်မိသွားတဲ့အခါမှာရက်တန့်သွားပါတယ်။ထိုချိန်မှာပဲလေယာရှီအောင်နှဖျားရဲ့လမောင်းမှီလာပြီးအဖိုးကြီးကိုတိုက်ခတ်လာပါတယ်။ ခန္ဓာကိုယ်တွေကိုပြုတ်ကွဲစေပြီးမူလဝိညာဉ်တွေကိုဖျက်ဆီးပစ်နိုင်တဲ့လေယာအဖိုးကြီးရဲ့စပင်တွေကိုနောက်ပြန်လွှင့်စေပါတယ်။စပင်တပင်ကအကွဲသွားပြီးနောက်ကိုပြန်လွှင့်သွားပါတယ်။အဖိုးကြီးရဲ့မဲနှံ့နေတဲ့ဝေယုံကနောက်ပြန်လွှင့်သွားပြီးအင်ကြီးလက်တရားနေစုပ်ပဲတက်များထွက်လာကခုနှစ်ချက်စုပ်ပဲသွားပါတယ်။ဝေယုံရဲ့အောက်ပိုင်းကလည်းဖမိုးဖြစ်ပြောင်းလဲသွားပါတယ်။ရှေးအောင်နှဖျားရဲ့လက်နဲ့တိုင်ပြီးတဲ့အဖိုးကြီးရဲ့ညာလဝါကတုန်ခါပြီးလိုင်းနေရသူ့ရဲ့အခြေပြားဖို့ဖျက်ဆီးသွားသလိုပါပဲ။ထိုလိုင်းကသူ့ရဲ့ညာလမောင်းကိုဖျက်ဆီးသွားပြီးညာဘက်အင်ကြီးလက်ကအကျိန်နှင်းငယ်ထမှန်စုပ်ပဲသွားကဖမို ုံးအဖြစ်ပြောင်းလဲသွားပါတယ်အဖိုးကြီးကခေါင်းမောလိုက်တော့သူ့ရဲ့မျက်လုံးတွေကလင်းလက်သွားပါတယ်မျက်နှာကြီးကနှီးရဲသွားပြီမဲ့လေချောင်းတွေကသွေးတွေကိုထိန်းထားနိုင်ပါတယ်သူကအပြုံးတစ်ခုကိုပြုံးလိုက်ပြီးဘယ်လန်းနဲ့သူ့ရဲ့ညာဘက်လဲနောက်ကျိုးငါးကြိမ်အမြန်ဆန်နဲ့ထိုးလိုက်ပါတယ်ပထမအောင်ဆုံးလူညိုးနဲ့ထိလိုက်တဲ့အခါမမြင်ရတဲ့အင်အားတစ်ခုကပိတ်ထားတဲ့လေဟာနဲ့အကွက်ချောင်းကိုဖောက်ထွက်သွားသလိုပါပဲမင်းတွနိုင်တဲ့မူလဆွမ်းရင်းတွေကကီလိုမီတာ9000အတွင်းကဗပောင်းစုံကနေသူ့ရဲ့ညာဘက်လဲရဲ့နောက်ကျိုးကိုဝင်ရောက်လာပြီးရှီအောင်နှဖျားရဲ့လမောင်းတွေကိုဝင်ရောက်သွားပါတယ်ကီလိုမီတာ9000အတွင်းကမူလဆွမ်းရင်းတွေ ရာရှီအောင်နှဖျားကိုကင်တွယ်ဖို့ကမလုံလောက်ပါဘူးအဖိုးကြီးရဲ့လက်ညှိုးကဒုတိယကြိမ်ထိလိုက်တဲ့အခါကဘာကြီးကိုဖျက်ဆီးပစ်နိုင်တဲ့မူလစွန်ရင်းနေရာကီလိုမီတာ9000ကီလိုမီတာ9000ကီလိုမီတာ9000တန်းအနီးစုပြုံပြီးတော့အားကောင်းတဲ့အင်အားတစ်ခုကိုဖန်တီးလိုက်ကရှီအောင်နှဖျားရဲ့လက်မောင်းတွေကိုတိုးဝင်သွားပါတယ်ထိုးရအားလုံးကခဏတလေအတွင်းမှာဖြစ်ပြသွားတာပါအရင်ဦးမှမြန်ဆန်လုံးနာကြောင့်ပဝင်ချင်းရကျဉ်းကျန်းသူတွေအတွက်တုတ်ပြန်မှုနောက်မှာအခွင့်အရေးမရှိလိုက်ပါဘူးမူကျပစ်တန်နေရာပဲ့တင်ထန်းနေတဲ့အချိန်မှာရှီအောင်နှဖျားရဲ့လက်မောင်းကအဖိုးကြီးရဲ့လက်ချက်ချောင်းမထိမ်မက်ပဲနောက် ပြန်ပြီးတော့တွန်းပို့ခံလိုက်ရပါတယ်အဖိုးကြီးရဲ့လက်ကလည်းရှေးအောင်နှဖျားရဲ့လမောင်းကနေခွာသွားပြီမဲ့လက်ရမင်းနဲ့နဲ့ကြီးတို့ခုတော့ခြံထားခဲ့ပါတယ်နိဗ္ဗန်လီဟာနဲ့ကြီးညံ့သူတွေရတာတိုက်ခိုက်နိုင်တယ်နီးရမောင်းကိုကြော်လုံနေတဲ့ကျယ်ရှိပွင့်ရှေးအောင်နှဖျားဆိုတဲ့ကောလာဟာလာတွေကတကယ်ကိုမှန်ပါလားငါတစ်ချိန်တော့တမန်ကျယ်ရှိပွင့်ရှေးအောင်နှဖျားကိုတပ်ဖြတ်ရမှာပေါဝင်ခဲ့ဘူးတယ်ကွာချားချက်ကတော့မိုးနဲ့မြေလိုပါလား အဖိုးကြီးကနောက်ဆုတ်သွားတော့မျက်နှာပေါ်ကအနီအောင်တွေကပျောက်ကွယ်သွားပြီးဖြူဖြော့သွားပါတယ်။သူကလည်းသူ့ရဲ့မျက်လုံးတွေကလာမင်းလို့တောက်ပနေပြီးတိုက်ပွဲဝင်ခြင်းနဲ့စိတ်များပြင်းထန်နေပါတယ်။ခုနှစ်လမ်းနောက်ဆုတ်ပြီးရင်တော့အဖိုးကြီးကခေါင်းကိုမြောက်ပြီးရှေ့ကိုတဟုန်တိုးပြေးထွက်သွားပါတယ်။ရှီအောင်နှဖျားရဲ့လက်မောင်းလေးကိုနေပြီးအာယုကထော်ဆန်ရဲ့မျက်နှာပေါ်ကိုခုန်တက်သွားပါတယ်။ထော်ဆန်ရဲ့မျက်လုံးတွေကတော့အိဆက်နေသေးပါမထီးမမြင်ပြူတဲ့မာနတရားဥသာပြတ်သားနေပါတယ်။သူ့ရဲ့ညာလက်ကိုခပ်ဖွားလှုပ်ရှားလိုက်တော့လက်ရပြုတ်ကွဲသွားပါတယ်။မိုးကြိုးပြတ်တဲ့နေရာပြင်းထန်ထလာပြီးသူကဖြည်းဖြည်းချင်းထားရလိုက်ပါတယ်။ထိုလှုပ်ရှားမှုကြောင့် ူကလူတိုင်းထမ်းမြင့်သွားပြီးကောင်းကင်ရဲ့အင်အားနဲ့ဆင်တူတဲ့အစွမ်းတစ်ခုကလူတိုင်းဘော့ကိုကြောက်လာပါတယ်။ထော်ဆန်ရဲ့မျက်ခုံးတစ်ခုကြားကျဲခုနှစ်ပွင့်ရလင်းလက်ပြီးတဲ့နောက်တတိယမြောက်ကျဲရလည်းဖြည်းဖြည်းချင်းလင်းလက်လာပါတယ်။ဒူဝရင်တတိယမြောက်ကျဲရဲ့အတွင်းပိုင်းမှာတစုံတစ်ခုကိုဖုံးကွယ်ထားပါတယ်။ဒူဝရင်ရှင်းလင်းလင်းမမြင်ရမခံစားရပါဘူး။ဝယ်လင်းတယောက်ထဲရတာသူရှိရထော်ဆန်အထူးသဖြင့်ဝေးလက်နဲ့ထော်ဆန်ရဲ့ကျဲကိုစိုက်ကြည့်နေပါတယ်။ ကျေရှိပွင့်ရှိအောင်နှဖျားရဲ့ဤပညာရဲ့အကြောင်းသိရှိထားတာကြောင့်သူ့ရဲ့ရင်ထဲမှာအံအသိမှုများပြင်းထန်နေပါတယ်ဤပညာရဲ့နာမည်တွေကိုသာသိပေမဲ့ဘလို့အသုံးပြုရမလဲဆိုတာကိုတော့မှတ်မိပါဘူးကောင်းကင်ကိုမြုပ်နှံပြီးကျေတွေကိုတန့်စင်အမှောက် ထော်ဆန်ကအဖိုးကြီးကိုလက်ဝင့်ရလိုက်တဲ့အခါတုံခါတန်တစ်ခုကထွက်ပေါ်လာပြီးလေပင်းတစ်ချက်ကတိုက်ခတ်သွားပါတယ်။သူ့ရဲ့လက်တွေကလီဟာနဲ့ကွညွန့်ချင်းတို့ကိုမျက်စံစွာနဲ့ရွေ့လျားပြီးအဖိုးကြီးစီကိုချက်ချင်းပဲရောက်ရှိသွားပါတယ်။ကျဉ်ရချင်းဂျုံတစ်ခုလိုအီယာမန်လက်နှစ်ဖက်ကအဖိုးကြီးစီကိုပြေးဝင်လာပါတယ်။အဖိုးကြီးရဲ့မျက်နှာကနီးရဲသွားပြီးဝေယုံနေရဖောင်းကားလာပါတယ်။ဘေညာလက်တွေကိုဆန့်ထုတ်လိုက်ပြီးဟင်းယုံလိုက်တဲ့အခါမေမတော်နိုင်တဲ့မူလစွန်ရင်ကသူ့ရဲ့လက်တွေရှေ့မှာစုပြုံလာပါတယ်။ရေခဲမြစ်တွေကလည်းရုတ်တရက်ပေါ်လာပြီးမီးရန်ပင်လယ်တွေကပေါ်လာပါတယ်။အဲနောက်မှာတော့တောင်တန်းပေါင်းများစွာနဲ့မူးကျိုးတွေမီးမတော်နိုင်အောင်ပေါ်လာ ပါတယ်။နီးပညာပေါင်းများစွာခဏလေးအတွင်းမှာပေါ်လာပြီးအလွှာလိုက်ထန်းနေပါတယ်။အဖိုးကြီးရဲ့လက်တွေကဆန့်ထုတ်လာတဲ့အတိုင်းထိုနီးပညာတွေကရှီအောင်တစ်ဖျားရဲ့လက်တွေကိုတိုက်ခိုက်ပါတယ်။ထိုချိန်မှာလီဟာနဲ့အကွဲကြောင်းကပြင်းထန်စွာနဲ့တွန်ခါသွားပြီးမူဂျိုပစ်တန်တွေကပိတ်တင်ထွက်သွားပါတယ်။ဝေးရအနေကြည့်ရင်ထော်ဆန်ရဲ့လက်တွေမှာမီရှူမီပန်းတွေမီမတွန်းနိုင်အောင်ပောက်ကွဲနေသလိုပါပဲ။ဒူဝါရင်ထိုနီးပညာတွေကြောင့်ထော်ဆန်ရဲ့လက်တွေကခဏတလေးသာရပ်တန့်သွားပါတယ်။ဒူဝါရင်ထိုချိန်ကမင်းနဲ့နေတဲ့ဝေးရုံနဲ့အဖိုးကြီးတို့လက်တွေရဲ့တိုက်ခိုက်မှုကနေလွတ်မြောက်ပြီးထော်ဆန်ရဲ့ခေါင်းကိုတိုက်ခိုက်မှုအတွက်လုံလောက်ပါတယ်။ မာအရှင်ဦးကြီးခမားတာထွက်မလာသေးဘူးဆိုရင်ကျုပ်ကဂရိမတိတော်အဖြစ်မတင်နဲ့ကျုပ်တို့ရဲ့သဘောတူညီချက်ကိုခမားမေ့နေပြီလားမင်းနဲ့နေတဲ့ဝေးုံနဲ့အဖိုးကြီးကရွေလျားနေရင်အော်ဟစ်လိုက်ပါလေထိုတန်ပဲ့တင်ထသွားတဲ့အခါထောဆန်ရဲ့ခေါင်းပေါ်ကစရုပ်ထားကျဲမှာထိုင်နေတဲ့တက်လက်ပိုင်အရွယ်ပညာရှင်တယောက်ကမျက်လုံးဖင်းလာပါလေသူ့ရဲ့မျက်လုံးနီမှာရက်ဆက်ကြံကြုံမှုတွေနဲ့ပြင်းထန်နေပေမဲ့ခါတိမှုရဲရောက်နေရလဲပေါဝင်ပါလေအရှင်လူဖူငါတို့ရဲ့ဂရိကိုငါမမေ့ပါဘူးဒါပေမဲ့ငါရဲ့စွမ်းအားကကုန်ခန်းနေပြီမင်းကအမြန်ထွက်သွားပါ ခါတီမူနဲ့ပြင်းထန်နေတဲ့ရှေးအောင်တန်တခုကလေဟာနဲ့တစ်ခွင်လုံးမှဖြည်းဖြည်းချင်းပြန့်နှံ့သွားပါတယ်။ဒူဝရင်စရုဒ္ဓချေဟာပုံမိုလေးလံတောက်ပါလာပြီးကျဲသုံးပွင့်ရဲ့အလင်းရောင်နဲ့တူညီလာတဲ့အခါထိုအတန်ကလုံးဝပြောက်ကွယ်သွားပါတယ်။ထိုအတန်ကပြောက်ကွယ်သွားတဲ့အချိန်မှာမဲနှံ့နေတဲ့ဝေယုံနဲ့အဖိုးကြီးရဲ့မျက်နှာထားကလည်းတီးတောက်ပြောင်းလဲသွားပါတယ်။ဝလင်းကလည်းအံအသင့်သွားပြီးရှေးအောင်နှဖျားတွေအကြောင်းသူ့ရဲ့နားလည်မှုနဲ့တစုံတရာကိုမှန်းဆနိုင်ပါတယ်။ထိုအချိန်မှာမဟာရှင်ဝူဂျီရဲ့မိန်ဖျော်အတန်ကထမှန်ပြီးတော့ပြင့်တင်ထလာပါတယ်။ဒီဒီခါမှာတော့ဒေါသတကြီးနဲ့ဟင်းရောက်လိုက်တာပါ။ အမြန်ထွက်သွားစရုံထားမြောက်ချေကမူလာအရင်ရောမှောင်မိုက်ပြီးမှောင်မိုက်တဲ့နေရာမှာသာမှိန်ဖြိုးဖြိုးမြင်နိုင်ပါတယ်။ဒူဝရင်ထော်ဆန်ကနူလာတဲ့အခါထိုချေကအသက်ပြန်ဝင်လာပြီးမှိန်ဖြိုးနေတော့တာမဟုတ်တော့ပါဘူး။လင်းလန်းတောက်ပါလာပြီးပဝင်းချင်းကိုလင်းစေပါတယ်။ ထိုနေရာမှာထိုင်နေတဲ့တလက်ပိုင်အွယ်ပညာရှင်ကပုံမှန်ပုံပေါက်ဝင်မဲ့တေချာကြည့်မဲ့ဆိုရင်သူ့ရဲ့ခန္ဓာရဲ့အောက်ပိုင်းကမြေကြီးနဲ့ပေါင်းစပ်နေတာကိုအန်အင်းစရာတွေ့ရှိရပါလိမ့်မယ်ခွဲခြားလို့မရအောင်ချိတ်ဆက်နေပါတယ်အလင်းရောင်ကကြပန်းနေရာကနေထွက်ပေါက်လာတာမဟုတ်ပါဘူးတလက်ပိုင်ပညာရှင်ကိုဗဟုပြုပြီးတော့စတင်လင်းလက်လာတာပါအလင်းရောင်ကပုံမိုလင်းလက်လာတိုင်းတလက်ပိုင်ပညာရှင်ရဲ့မျက်နှာကပိုဖြူဖြောလာပြီးအားနေလာပါတယ်အခုချိန်မှာသူရှိနေတဲ့နေရာကလင်းလက်တော့ပါလာပြီး ထိုနေရာတစ်ခုလုံးကိုလင်းစေပါတယ်သူပဲခန္ဓာကိုယ်ကလည်းမျက်စိတမိတ်အတွင်းမှာပဲညှိုးနှံသွားပြီးအရိုးစိုးတစ်ခုလိုဖြစ်သွားပါတယ်တို့ရရင်သူကမသိသေးပါဘူးသူကဘရောမမသိပါဘူး မင်းမတွနိုင်တဲ့နေ့တွေကြတဲ့အထိထုံနေရာမှာပဲကုန်ဆုံးရပါလိမ့်မယ်။ तू ကလက်မလျှော့ချင်ပါဘူး။အဲ့ဒီစာနာကြောင့် तू ကရုန်းကန်နေပါတယ်။ तू ရဲ့မျက်နှာမူရာကွင်းညွတ်သွားပြီ။ तू ရဲ့ကျင့်ကြံမှုအသက်သွင်းမှုအာယုကဟင်းအောင်လိုက်ပါတယ်။မင်းနဲ့နေတဲ့ဝေယုံနဲ့အဖိုးကြီးရဲ့မျက်လုံးတွေကလည်းကျဉ်သွားပြီးစုပ်သွားရင် तू ရဲ့မျက်နှာထားတိကျလာပါတယ်။ထော်ဆန်ရဲ့ခေါင်းပေါ်ကစရုံထောင်မြောက်ကျယ်ကို तू ကစိုက်ကြည့်နေပါတယ်။ထိုချိန်မှာမဟာရှင်ဝူဂျီရဲ့အတန်အထုံနေရာကနေထွက်လာတာကိုရှင်းရှင်းလင်းလင်းခံစားရပါတယ်။ထူးဆန်းတာကမင်းနဲ့နေတဲ့ဝေယုံနဲ့အဖိုးကြီးရဲ့ဝိညာဉ်အောင်နဲ့စစ်ဆေးကြည့်တဲ့အခါဘာမှမတွေ့ရပါဘူး။ ဟာအရှင်ဝူကြီးရဲ့စကားတွေကိုစဉ်းစားပြီးရင်တော့မင်းနန်ဒီရဲ့ဝိယုံနဲ့အဖိုးကြီးရဲ့စိတ်ကတုန်လှုပ်သွားပြီးတုံဆုံးမနေဘဲနောက်ဆုတ်သွားပါလေဘသူကမှထွက်သွားလို့မရဘူးထော်ဆန်ရဲ့အစ္စရေအကြီးကလောင်ပြောင်မှုတွေပို့ပြီးတော့ပြင်းထန်လာပြီးပြည့်ရဲ့ပြူတဲ့အရေးအောင်ကလည်းပေါဝင်နေပါတယ်သူ့ရဲ့အကြီးကလူတိုင်းကိုပျော်စိတ်လို့မြင်ပြီးအလိုမှမာနကြီးပါတယ်မဟာအရှင်ဝူကြီးပြီးရင်မင်းကငါ့ရဲ့ပစ္စမမြောက်ရှေးအောင်နှဖျားကျဖြစ်လာနိုင်မယ် ထိုဆိုင်ရဲ့အတန်ကကဘာတွန်းမှပြစ်တင်ထပ်သွားပြီးရက်ဆက်စွာနဲ့ခြေလန်းတလန်းနှမ်းလိုက်ပါလေ။သူကရင်ထိုးအချိန်မှာသူ့ရဲ့စရုပ်ထမြောက်ကျေအားတောက်ပစွာနဲ့ထုံးလင်းလာပါလေ။ အလင်းရောင်ကကြဲသုံးပွင့်နဲ့အရင်ဥမကွာချပြီးပြုတ်ကွဲရောမဲ့ပုံမှာပဲထိုးကြောက်ထော်ဆန်ရဲ့ညာခြေထောက်ကခဏတလေးရက်တန့်သွားပါလိမ့်မယ်။မင်းနဲ့နေတဲ့ဝေယုံနဲ့အဖိုးကြီးကလည်းနောက်ဆုံးနေပေမဲ့လှဲ့ကြည့်လိုက်ပြီးညာလက်ကိုလီဟာနယ်ထဲကိုထိုးလိုက်တဲ့အခါကျိုးနေတဲ့ဓာတ်တလက်ကပေါ်လာပါလေ။ဓာတ်တဝက်ပဲရှိပေမဲ့ပေါ်လာတဲ့အချိန်မှာမတွင်းနိုင်လောက်တဲ့ဖိအားတစ်ခုကပြန့်နှံ့သွားပါလေ။အဖိုးကြီးကရှာဖျားကိုကိုက်လိုက်ပြီးကျိုးနေတဲ့ဓာတ်ပေါ်ကိုသွေးများထွေးထုတ်လိုက်ပါလေ။ပြီးတော့ထော်ဆန်စီကိုပြုတ်လိုက်ပါလေ။ကျိုးနေတဲ့ဓာတ်ကမိုးကျပစ်တန်လိုထွက်လာပြီးကောင်းကင်းကိုတုံလုံးစီမဲ့တပြက်ချင်းစိမ့်တဲ့ဓာတ်ဆွဲရင်းဒီနဲ့အတူပြေထွက် က်သွားပါတယ်ထော်ဆန်ရဲ့ခြေထောက်ကခဏလေးရတန့်သွားပြီးမှဆက်လန်းလိုက်ပြင်မဲ့ကျိုးနေတဲ့ဓာတ်နဲ့ထိတွေ့မိတဲ့အခါဒေါသတကြီးဟိန်ရောက်လိုက်ပြီးတွေးရရထွက်လာပါတယ်ကျိုးနေတဲ့ဓာတ်ကထော်ဆန်ရဲ့ညာခြေထောက်ကိုထိုးပေါက်ဝင်ရောက်သွားပါတယ်ခူးခန့်လို့မရတဲ့အင်အားတစ်ခုနဲ့တူခြေထောက်ကိုဖောက်ထွက်သွားပြီးထော်ဆန်ရဲ့မျက်နှာစီကိုဥတီသွားပါတယ်ကျိုးနေတဲ့ဓာတ်ရဲ့နီးပညာနိဗ္ဗာန်ဖြစ်စီသူကျဉ်းဉဏ်သူတွေလုံးနိုင်တာထက်အစာပေါင်းများစွာကျော်လွန်နေပါတယ်ကောင်းကင်ဘေးဒုက္ခကျဉ်းဉဏ်သူတွေရတော့ထိုဓာတ်ရဲ့အမြင်တော့မရှင်းနိုင်ပါဘူး ထိုးရအလုံးကခဏလေးအတွင်းမှာဖြစ်ပြသွားပြီးကျိုးနေတဲ့ဓာထိုးဆန်ရဲ့ညာခြေတော်ကိုထိုးပေါက်ဝင်ရောက်သွားပါတယ်နောက်တစ်ချက်ကအမြန်လေးလက်သွားပြီးဓာထိုးဆန်ရဲ့မျက်နှာနဲ့အနီးကိုရောက်သွားကစရုပ်ထားမြောက်ကျယ်စီကိုဥတီသွားပါတယ်ထိုးချိန်မှာစရုပ်ထားမြောက်ကျယ်ကနေထွက်ပေါက်လာတဲ့အလင်းရောက်ကပို့ပြီးတော့အကောင်းလာပြီးမဟာရှင်ဝူဂျီကလွမြောက်ဖို့အတွက်ရုန်းကပ်နေတယ်လို့ပါပဲဒိုအားရင်ကျိုးနေတဲ့ဓာအတားစီအလုံးကိုဖောက်ထွက်ပြီးစရုပ်ထားမြောက်ကျယ်နဲ့ပေတရာအကွာဝေးကိုရောက်ရှိတဲ့အချိန်မှာတတိယမြောက်ကျယ်ကလည်းတောက်ပစွာနဲ့ထွန်းလင်းလာပါတယ်တတိယမြောက်ကျယ်ကနေ လူတယောက်ကမထင်မှတ်ပဲထွက်လာပါတယ်ထိုလူကရူးစုတစ်ခုလိုပဲမူလားပုံစံကိုမမြင်ရပါဘူးခန္ဓာတစ်ခုလုံးကလည်းဗလာချင်းနေပါလေခြေတလန်းလန်းလိုက်တာနဲ့ကျိုးနေတဲ့ဓာနာကိုရောက်ရှိသွားပြီးရက်ဆက်စွာနဲ့ညှစ်လိုက်ပါတယ်ညှစ်လိုက်ပုံကိုဖော်ပြဖို့ကတော့ခက်ခဲပါတယ်ဝယ်လင်းရဲ့အမြင်မှာထိုညစ်ချက်ကလွယ်ကူစွာနဲ့ပြုတ်လုပြီးကဘာနီးယားမှာတစ်ခုကိုအသက်သွင်းလိုက်သလိုပါပဲမတင့်တော့ဘူးလို့တော့ထင်ရပါတယ်ဘာလို့လဲဆိုတော့ကဘာနီးယားမှာထိုလူရဲ့လုပ်ရဲ့ကြောင့်ပြောင်းလဲသွားသလိုပါပဲ ကျိုးနည်းရဲ့ဓာတ်ရုတ်တရက်ရက်တန့်သွားပြီးလညိုးနှချောင်းကပေါ်လာပါလေဓာတ်ဘလောက်ပဲရုံကွက်နေပါစီလညိုးနှချောင်းကနေလွမြောက်လို့မရပါဘူးဒူဝရင်လညိုးနှချောင်းရဲ့ပိုင်ရှင်အယိုးစုလို့ကျဉ်းကျဉ်းသူကလေအကောင်နဲ့တံပြန်တိုက်ခိုက်မှုကိုခံစားရပါတယ်သူ့ရဲ့ခန္ဓာကနေပောက်ကွဲတန်နေရထွက်ပေါ်လာပြီးပြုတ်ကွဲတော့မဲ့ပုံပါပဲမှောင်မိုက်တဲ့မျက်လုံးတွေကတောက်ပစွာနဲ့ထုံလင်းနေပြီး မြခုံးကြားမှာလာချမ်းပုံအမှတ်သားတစ်ခုအပေါ်လာပါတယ်လူတိုင်းရဲ့မျက်လုံးထဲမှာထိုအမှတ်သားကိုမြင်တွေ့ရပါတယ်ဟိန်ဟောက်တန်တစ်ခုနဲ့အတူညာဘက်လက်နဲ့ကျိုးနေတဲ့ဓာတ်ဘေးကိုရက်ဆက်ဆွန်နဲ့ပစ်လိုက်တဲ့အခါအပေါ်လွတ်ထွက်သွားပါတယ်ထိုရာအလုံးကိုလုပ်ပြီးရဲ့နောက်ရိုးစုရဲ့ရင်ဘက်ကအပေါ်အောင်အမြန်ဆန်ယူလျားပြီးတတရမြောက်ကျယ်စီကိုပြန်သွားပါတယ်ထိုမြင်ကွင်းကြောင့်ဝန်လင်းရဲ့မျက်နှာခါတိသွားပါတယ် မဲနန်းနေတဲ့ဝေယုံနဲ့အဖိုးကြီးရဲ့မျိုးလုံးတွေကလည်းတစ်ချက်လင်းလက်သွားပြီးတွန်းဆုံးမနေပဲညာလက်ကိုဝင်ရလိုက်တဲ့အခါကျိုးနေတဲ့ဓာတ်ကပြက်ကွက်သွားပါလေသူကချက်ချင်းပဲလှည့်ပြီးထွက်သွားဖို့အတွက်ပြင်လိုက်ပါလေအရန်အောင်မျက်စနာကြောင့်လေဟာနဲ့အကွက်ကြောင့်တော့ဖောက်ထွက်သွားပြီးထွက်ခွာပါတော့မယ်မင်းရောထွက်ပြေးလို့မရဘူး ထော်ဆန်ရဲ့မျိုးလုံးတွေမှာတဆေအလင်းရောက်တစ်ခုကပေါ်လာပါတယ်ပစ္စမမြောက်ချေကလုံးဝမှောက်မိုင်းနေပေမဲ့အခုချိန်မှာမသိနိုင်တဲ့နည်းပညာတစ်ခုကြောင့်တူးလို့လို့လေပတ်လာပါတယ်လေပတ်မှုကအထုံးထဲကိုရောက်ရှိလာပြီးဝေးရနေကြည့်ရင်အမဲရောက်အပေါက်တစ်ခုလိုပါပဲထိုချေကထော်ဆန်ရဲ့နဖူးကနေလွတ်ထွက်လာပြီးမဲနဲ့နေတဲ့ဝေးုံနဲ့အဖိုးကြီးစီကိုဥတီသွားပါတယ်ဒိုးရရင်ထိုချေကထော်ဆန်ရဲ့ခေါင်းကနေထွက်လာတဲ့အချိန်မှာစရုပ်ထမြောက်ချေကတောက်ပစွာနဲ့ထုံးလင်းလာပြီးအလင်းရောက်ကပေါက်ကွဲထွက်လာပါတယ်လွင်ထွက်လာတဲ့ပစ္စမမြောက်ချေကိုဝင်းရလိုက်ပြီးလမ်းဝင်ပိတ်ဆို့လိုက်ပါတယ် အရှိလို့ဖူအမြန်ထွက်သွားပါကျုပ်ကမှားသွားပြီအရန်ကိုမှားသွားပြီနိဗ္ဗာန်လေဟာနဲ့အစောပိုင်းအစင်းကိုဖောက်ထွက်ဖို့အတွက်ရှီအောင်နှဖျားရဲ့အင်အားကိုမတက်မတင့်ခဲ့ဘူးအခုတော့ဒီလိုဖြစ်သွားခဲ့ရပြီ စရုပ်ထမြောက်ကျဲထဲမှာမဟာအရှင်ဝူဂျီကကိမရအထွက်လာပြီးခန္ဓာကိုယ်ကတုန်ခါနေပါတယ်။အရှင်လိုဖူကမဆုပ်ယူနိုင်အောင်ပစ္စမမြောက်ကျဲကိုရတန်းဖို့ရှေးအောင်နှဖျားနဲ့သူ့ရဲ့ဆက်သွယ်မှုကိုအသုံးပြုနေပါတယ်။အရှင်လိုဖူကဆုပ်ယူခံရရင်သူ့ရဲ့ဘဝမှာလွတ်မြောက်ဖို့အခွင့်အရေးကိုဘယ်တော့မှရမှာမဟုတ်ဘူးဆိုတာသူကသိပါတယ်။လွတ်မြောက်ခြင်းရဲ့အရှင်လိုဖူကိုကယ်တင်ဖို့အတွက်အားလုံးကိုရင်ဆိုင်ရပါလိမ့်မယ်။ အဲ့ဒီခါမှသာအနာဂတ်မှာရှင်သန်ဖို့အတွက်အခွင့်အရေးကျန်ရှိပါလိမ့်မယ်။မင်းနဲ့နေတဲ့ဝေယုံနဲ့အဖိုးကြီးကတိုးဆုံးမနေပဲရှေ့ကိုလှမ်းလိုက်ပါလိမ့်။သူ့ရှေ့မှာလိုင်းနေရပေါ်လာပြီးဝေကက်တစ်ခုကပေါ်လာပါလိမ့်။ထိုအချိန်မှာပဲထော်ဆန်ရဲ့မျိုးလုံးတွေကအိဆက်သွားပြီးပစ္စမမြောက်ကျဲရဲ့ဆိုးရွမှုကိုရတန့်ထားတာကိုလိလူရှူလိုက်ပါလိမ့်။ညာဘက်လက်ကိုမြောက်ပြီးလီဟာနေထဲကိုဆွဲယူလိုက်တဲ့အခါခင်ရောက်မိုးချိုးတွေကကြီးညံ့ချင်းချိုးအတော်များရဲ့ရစားရှိတဲ့အီယာမတ်လှန်တဲ့ချောင်းဖြစ်လာပါလိမ့်။ ထိုရာအစင်မှန်ရှီအောင်နှဖျားရဲ့ယတနာနှဖျားတက်လှန်ပါထိုလံကိုကင်ဆယ်သွားတဲ့ထိုဆန်ရဲ့မျက်နှာကတော့ဖွေရာကောင်းပြီးသူကရဆက်ဆောင်နဲ့ပြစ်လွတ်လိုက်ပါတယ်နှဖျားတက်လှန်မြေကြီးကိုတုံ희စိမ့်မဲ့တီးတန့်တစ်ခုနဲ့အတူလေဟာနယ်ထဲကိုပြတ်တန်းသွားပါတယ်ရှီအောင်နှဖျားရဲ့အင်အားနဲ့ပြင်းထန်နေပြီးမင်းနဲ့နေတဲ့ဝေးုံနဲ့အဖိုးကြီးစီကိုဥတီသွားပါတယ်ထိုရာမျက်လုံးနဲ့ဝိညာဉ်အာယုံနဲ့တော့မမီနိုင်တော့အရန်ဥမမျက်စံပါတယ်လေဟာနယ်အကွက်ကြောင်းနေရာလှမ်းဖြတ်တန်းသွားတဲ့နေရာတစ်လျှောက်မှာပေါ်လာပြီးဖြက်စီးတဲ့လမ်းကြောင်းတစ်ခုကိုဖန်တီးလိုက်ပါတယ်မင်းနဲ့နေတဲ့ဝေးုံနဲ့အဖိုးကြီးရဲ့မျက်နှာထားကလည်းမှိုင်းညွန့်နေ ပါတယ်ဝဲကြီးရဲ့ထဲကိုဝင်ရောက်နိုင်အောင်နဖျားတန်းနိုင်ရန်ဒဏ်ကိုခံရအောင်ပါမယ် နှောင့်နှေးသွားပြီးပစ္စမမြောက်ကျေဟာမဟာရှင်ဝူကြီးရဲ့ထိန်ချုပ်မှုကနေလွတ်မြောက်သွားရင်ထိုနေရာမှာပြိမိသွားနိုင်ပါတယ်။ဒိုဝါရင်သူကအများကြီးစဉ်းစားဖို့အတွက်အချိန်မရှိပါဘူး။သူ့ရဲ့လက်တွေကလက်တစိတ်တွေကိုပြုလိုက်တဲ့အခါကျိုးနေတဲ့ဓာတ်ကသူ့ရှိမှပေါ်လာပါတယ်။သွေးတွေကလည်းအန်ထွက်လာပြီးလက်ကိုဝင်ရလိုက်တော့ကျိုးနေတဲ့ဓာတ်ကနဖျားတက်လန့်စီကိုတိုးဝင်သွားပါတယ်။ဝင်လင်းကတော့တိတ်ဆိတ်စွာနဲ့ကြီးနေပါတယ်။ထော်ဆန်ကဘလောက်ထိအစွမ်းထက်ပြီးဘလောက်ထိထမြန်မှရှင်းလင်းလင်းကိုမြင်တွေ့ခဲ့ရပါတယ်။ထူစီရဲ့အစွမ်းထက်မှုကိုမှတ်မိပေမဲ့ကိုယ်တိုင်မြင်တွေ့ရတာမညံ့တဲ့အတိုင်းမဟုတ်ပါဘူး။လေဟာနဲ့ထဲမှပြန်တန်းနေတဲ့နဖျားတ တက်လှန့်ကိုစိုက်ကြည့်နေပါတယ်အခြားလူတွေအတွက်ထိုလန်ကကောင်းကင်ရဲ့အင်အားလိုတတဝါအားလုံးတက်ဖြစ်နိုင်တဲ့လက်နက်လိုထင်ရပေမဲ့ဝလင်းအတွက်တော့ရတနာတစ်ခုပါပဲကျိုးနေတဲ့ဓာတ်ကနဖျားတက်လှန့်နဲ့ချက်ချင်းပဲတိုက်မိသွားပါတယ်ကျိုးနေတဲ့ဓာတ်ရဲ့ရွယ်စားကနဖျားတက်လှန့်ကိုလုံးဝမရှိနိုင်ပေမဲ့အချိန်ဝါကတော့အနေငယ်သာအားနေပါတယ် ဂျိုးနီးရဲ့ဓာတ်ကိုမမြင်ရပြီမဲ့ကျေလုံနဲ့တုန်ခါတန်အောင်ထပေါ်လာပြီးနဖျားတက်လန်ခဏလေးသာရတန့်သွားပါလေမိုးချိုးပြတ်တန့်နေရလေပြစ်တင်ထလာပြီးဂျိုးနီးရဲ့ဓာတ်ကနောက်ပြန်တွန်းပိုးခံရကလေဟာနေထဲမှပြောက်ွက်သွားပါလေနဖျားတက်လန်ကလည်းတုန်ခါသွားပြီးလန်ထဲမှမိုးချိုးပြတ်တန့်နေရပြစ်တင်ထပြီးမှပြန်လဲတွန်းဝင်လာပါလေမဲနဲ့နေတဲ့ဝေယုံနဲ့အဖိုးကြီးကိုထော်ဆန်ရဲ့ကြေရာဆုပ်ယူလို့မရဘူး ဝင်လင်းရဲ့စိတ်ထဲမှာအတွေ့အကြုံတွေပဲရှိပါတယ်။နဖျားတက်လန့်ရက်တန့်သွားတဲ့အချိန်မှာတွန်းဆုံမနေပဲရှေးကိုတွန်းဝင်သွားပါတယ်။အမြင်နှုံးကအမြင်ဆုံးကိုရောက်ရှိသွားပြီးအေယာမနဖျားတက်လန့်ရှေးကိုရောက်ရှိသွားပါတယ်။သူ့ရဲ့လုံရဲ့ကြောင့်မဲနှဲ့နေတဲ့ဝေးုံနဲ့အဖိုးကြီးရဲ့မျက်လုံးတွေကကျဉ်သွားပြီးမီရောတခင်ကတုံလုံးသွားကအလောင်းကမ်းရဲ့ဘင်းရှေးရောက်ကလည်းကြောင်းလဲမှုနဲ့ပြင်းထန်သွားပါတယ်။ဝင်လင်းကမျက်လုံးကိုမှိတ်လိုက်ပြီးနဖျားတက်လန့်အနားကိုရောက်တဲ့အချိန်မှာသူ့ရဲ့ခန္ဓာကပြုတ်ကွဲသွားကအစိတ်ပိုင်းလေးတစ်ခုသာကျန်တော့ပါတယ်။ဖြက်စီးမခံရခင်မှာသူ့ရဲ့မူလဝိညာဉ်အစိတ်ပိုင်းလေးကလက်တစိတ်တစ်ခုကိုပြုတ်လုပ်ပြီးနဖျားတက်လန့်ကိုအမေပေးလိုက် ိုက်ပါလေငါရဲ့စာနာနဲ့မင်းရဲ့လမ်းကိုပိတ်ဆို့မယ်နဖျားတက်လန့်ကခဏလေးတုန်ခါသွားပေမယ့်ပြင်းထန်တဲ့အချိန်ဝါတစ်ခုကရုတ်တရက်ထွက်လာပါလေထိုးရထော်ဆန်ရဲ့စာနာကိုကုစားပြုပါလေဝယ်လင်းရဲ့အာနေတဲ့မူလာဝိညာဉ်နဲ့တိုက်မိသွားပြီးပြုတ်ကွဲသွားစေပါလေပထမဦးဆုံးရှေးအောင်နဖျားကျယ်ကိုမင်းအတွက်နေရာခြံထားပေးမယ်မူလာဝိညာဉ်ကပျက်စီးသွားပြီးရဲ့နောက်ထိုးရဝင်လင်းကနောက်ဆုံးကြားလိုက်ရတဲ့စကားပါ ဝန်လင်းရဲ့အတားစီးနဲ့ရတန်မှုကြောင့်မဲနှဲ့နေတဲ့ဝေယုံနဲ့အဖိုးကြီးကဝဲကက်ထဲကိုဝင်ရောက်ပြီးပျောက်ကွယ်သွားဖို့အတွက်အချိန်အလုံးလောက်ရခဲ့ပါတယ်။မီရောသခင်နဲ့အလောင်းကိုင်းရဲ့ဘင်းရှိယောက်ကလည်းဝဲကက်ထဲကိုတိုးဝင်ပြီးပျောက်ကွယ်သွားပါတယ်။နဖျားတက်လန်ဝဲကက်နဲ့ဓာတ်ရိုက်တိုက်မိသွားပြီးအားကောင်းတဲ့အင်အားတစ်ခုကဝဲကက်ရဲ့တခွင်လုံးမှာပစ်တင်ထွက်သွားပါတယ်။မီရောသခင်ကဝဲကက်ကနေအခုမှထွက်လာတာကြောင့်ထိုအင်အားရဲ့တယောက်မှုကိုခံလဲရပါတယ်။သွေးများအန်ထွက်လာပြီးအားနေသွားပါတယ်။ခြေထောက်နှစ်ဖက်လုံးကလည်းပောက်ကွဲသွားပြီးမူလဝိညာဉ်ကတော့မတည်မငြိမ်ဖြစ်သွားပါတယ်။ဝန်းနေစွာနဲ့အပြုံးတစ်ခုကိုပြုံးလိုက်ပြီးထော်ဆန် ံပေါ်သူ့ရဲ့အမုံတရားပို့ပြီးတော့ကြီးထွားလာပါလိမ့် အရှင်ကျုံစွမ်းအဖို့သူ့ရဲ့မုံတရားတော့ဒုတိယပါဖီးယားတစ်ခုကထမှန်ရောက်လာတာကိုမြင်တော့မိတော့တခင်ရဲ့မျက်လုံးထဲမှာယူသွမှုတွေကပြင်းထန်လာပါတယ်မူလာဝိညာဉ်လွံ့မြောက်ဖို့အတွက်သူကခန္ဓာကိုယ်ဆွန့်လွတ်လိုက်ပါတယ်မဲနက်နေတဲ့ဝိရုံနဲ့အဖိုးကြီးကမိတော့တခင်ရဲ့ဘေးမှာပေါ်လာပါတယ်မိတော့တခင်ကိုဆွဲကင်ပြီးသူကပြောက်ွက်သွားပါတယ်အလောင်းကမ်းရဲ့ဘင်းရှိရောက်ကလည်းနောက်ဆုံးတော့လွံ့မြောက်သွားပေမဲ့အန်တင့်ဖွဲ့ဖီးယားတစ်ခုကချက်ချင်းပဲရောက်လာပါတယ်ရှိရောက်လုံးဝခန္ဓာကိုယ်ကလည်းတုန်ခါသွားပြီးပြုတ်ကွဲသွားကအစ်ဆက်တဲ့အချိန်မှာရှစ်ခုကလွံ့မြောက်သွားပါတယ်ဒူဝါရင်ကျောင်းမဖွဲ့ရအစွမ်းရှိမှာ၅ရောက်လုံးဝပြုတ်ကွဲ သွားပါတယ်။ကြံရှိနေတဲ့၃ယောက်ကတော့ခေါင်းတလားတွေကိုထုတ်ယူပြီးအထဲကိုဝင်ရောက်ကခန္ဓာအစ်တွေကိုရရှိပြီးထွက်ပြေးသွားကြပါတယ်။ဒိုဝါရင်အန်အင်းဖွဲ့ဖီးယားတစ်ခုကထမှန်ရောက်ရှိလာပြီးသူတို့ရဲ့ခန္ဓာကိုယ်တွေကိုပြန်လည်ပြီးတော့ပြုတ်ကွဲစေပါတယ်။ဒီလိုပဲဆက်လက်ဖြစ်ပျက်နေပါတယ်။ ပီရတောင်းအကွာဝေးရသူတို့အတွက်တော့ကဘာပြည်ကြီးတစ်ခုလိုပါပဲသွေးမုံနေတဲ့အတူနောက်တစ်ယောက်ကတည်ဆုံးသွားပါလေအလောင်းခိုင်းရဲ့ဘင်းနှစ်ပါးအသီးစိတ်တွေဆုံးရှုံးပါတော့မယ်ဖီးယားတစ်ခုကထမှန်ရောက်လာတာကိုမြင်တော့နှစ်ယောက်စလုံးကမျောလင်းချက်ကင်းမဲ့သွားပါလေထိုးချိန်မှာသူတို့ရဲ့ဘေးမှာအနေရောက်ဝဲကဲတစ်ခုကပေါ်လာပြီးလက်နှစ်ဖက်ကထွက်လာပါလေထိုလက်ကသူတို့နှစ်ယောက်လုံးဆွဲကိုက်ပြီးဝဲကဲထဲကိုဆွဲတင်သွားပါလေအရှင်မင်းသူတို့ရဲ့မျက်လုံးနီမှာပီတိဖြာနေပြီးခုခတ်မှုမပြုတ်ပဲဝဲကဲထဲကိုဆွဲခုတ်ခံလိုက်ပါလေထိုးချိန်မှာပဲနှစ်ဖျားတက်လန့်အန်းနေထွက်ပေါ်လာတဲ့ဖီးယားဝဲကဲထဲကိုဝင်ရောက်လာပါလေ ဒန်ရရနေသူတယောက်ရဲ့ညီတန်းထပ်ပေါ်လာပေမဲ့အသက်ရှိကြံရေးပုံရပြီးဝဲကရက်ကလည်းပြက်ကွက်သွားပါလေဟင်းသားဗနာဂျိုပင်ပါလာမင်းပေါ်မှာအလွန်တမန်ဖြစ်နေတဲ့တောင်တလုံးထဲမှာဝလင်းကမျက်လုံးကိုဖွင့်လာပါလေခနာလောက်ဇွေစွာဖြစ်ပြီးရဲ့နောက်ချစ်ချင်းမဲ့ထားရက်ကညာလက်ကိုဝင်ရမ်းပြီးအမျိုးသမီးအလောင်းကိုတင်စေလိုက်ပါလေမြေပြင်ပေါ်ကပိပင့်တားစီမှုပုံစံကိုဖျက်ဆီးပြီးလီဟာနဲ့ကွညွန့်ချင်းနဲ့ပြက်ကွက်သွားပါလေပြန်ပေါ်လာတဲ့အခါဟင်းသားဗနာဂျိုကနေအတော်ဝေးသွားပါပြီဒိုးဝါရင်ဝလင်းကမရက်ပဲဆက်လက်ရွှေလျားနေပါလေ မျက်နှာကလည်းဖြျော့ဖြော့ပြီးတော့မှိုင်းညွှန်းနေပါတယ်အရင်ကကြောင်ရွံ့မှုကိုဘယ်တော့မှမခံစားဘူးဝင်မဲ့အခုတော့စိတ်တွေကတုန်လုံးနေပါတယ်ထော်ဆန်ရဲစကားတွေကသူ့ရဲ့စိတ်ထဲမှာပိတ်တင်ထန်းနေပါတယ်ပထမဦးဆုံးရှေးအောင်နှဖျားကျဲကိုမင်းအတွက်နေရာခြံထားပေးမယ်ထော်ဆန်နဲ့ရင်ဆိုင်ရရင်ငါရဲ့မူလခန္ဓာကိုယ်ကစမ်းသပ်မှု၃ချိန်ဘေးဒုက္ခနှစ်ခုကိုကြော်ဖြတ်ခဲ့ရင်တော့နှဖျားတက်လှန်ရှိနေရင်တော့လက်တီးတစ်ချုပ်မခံနိုင်တော့ဘူး ဝယ်လင်းကခါတီရဲမျက်နှာထားနဲ့ပြောလိုက်ပါတယ်ထော်ဆန်ကလွမြောက်သွားလားမသွားသေးဘူးလားဆိုတာမသိပေမဲ့သူကမဟာမိတ်ချက်ဆူစနစ်မှာဆက်နေလို့မရတော့ဘူးဆိုတော့သူကသိပါတယ်အမြန်အစံထွက်ခွာသွားပါမယ်ဘရောမပြန်လာလို့မရပါဘူးထော်ဆန်ကိုခုခံနိုင်တဲ့အစွမ်းကိုမရမချင်းထိပါခါတီရဲမျက်နှာထားနဲ့လီဟာနဲ့ကွညွန့်ချင်းကိုအုံပြုပြီးပျောက်ကွယ်သွားကသူ့အတွက်ထပ်ပြေးဖို့လမ်းကြောင်းခြံထားတဲ့နေရာကိုရောက်ရှိသွားပါတယ်ဝေးလန်ခေါင်းတီးပြီးလူသူကင်းမဲ့တဲ့ဂျိုးတို့ခုပါ မိုးပြောင်းငကားနတ်ဖျားဧကရင်နဲ့မတွေ့ခင်ထိုနေရာမှာပိတ်ပင်တားဆီးမှုအစီအရင်တွေကိုတိစောက်ထားခဲ့ပါတယ်။ထိုဆွန့်ပစ်ထားတဲ့ဂျိုကလူသူကင်းမဲ့တာမဟုတ်ပါဘူး။မင်းရင်မတွေ့နိုင်တဲ့လူသားမျိုးတွေပဲရှိပါတယ်။ကျဉ်းကျဉ်းသူတွေအများကြီးရမလာတာကြောင့်အတော်လေးကိုငြင်းကြန်းနေပါတယ်။အခုချိန်မှာထိုဆွန့်ပစ်ထားတဲ့ဂျိုမှာဆောင်ရသည်ဖြစ်ပြီးကောင်းကင်ယာနေနှင်းပွင့်နေရာကြဆင်းနေပါတယ်။ကျွန်တော်တော့ခရိုဆာကီပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့။အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်။